အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီပတ်ဂျွန်လ2ရက်နေ့တရင်းတန်နေ့ဟာကျွန်နိုင်ငံတော်ရဲ့အခြေခံပညာကျောင်းတွေစတင်ဖွင့်တဲ့နေ့ဖြစ်ပါတယ်ခက်ခဲတဲ့ကြားထဲကနေစပြီးဖွင့်ရတဲ့စတင်နှစ်ဖြစ်တဲ့အခါကျတော့လေ့လာကျင်တာနဲ့ယုံကြည်ရန်လဲစောသေးလို့ကျွန်တော်မိသားစုကားလေးနဲ့ပတ်ပြီးတော့ကျွန်တော်လိုက်ကြည့်တယ်ဗျကျောင်းတွေဘက်ကိုလိုက်ကြည့်တယ်အဲ့တော့နေပြည်တော်ရဲ့ကားလမ်းတွေပေါ်မှာ platform တွေပေါ်မှာစာသင်ကျောင်းဝင်းတွေအတွင်းမှာအဖြူစိမ့်လေးတွေပွတ်ထားတဲ့ကျောင်းသူကျောင်းသားလူငယ်လေးတွေအများအပြားတွေ့ရတယ် လာလူပဲဆရာဆရာမလေးတွေလည်းအများပြတ်တွေ့ရတယ်အင်မတန်မှကြည်နူးစရာကောင်းတဲ့မြင်ကွင်းတစ်ခုပါပဲတနည်းအားဖြင့်ပြောရင်နိုင်ငံတော်အနာဂတ်အတွက်ကျွန်တော်တို့စိတ်ထဲမှာအာရုံတွေပြဖြိုးလာတယ်လို့ခံစားမိပါတယ်တနင်္ဂနွေလုံးတိုင်းတန်တဲ့ကျောင်းအနန္တနှုံးကအခု2025 26ပညာသင်တန်းအတွက်6တန်းသမား1တန်းရှိတယ်လို့ပြောတယ်ဗျမနစ်ကနဲ့ဆိုင်တော့နည်းနည်းလေးနှဲသွားတာပေါ့သို့တော်လည်း COVID စဖြစ်တဲ့2020 21 22 ပညာသင်နှစ်တောင်ကကျွန်တော်မှတ်မိတာငါတသမသုံးသန်းရှိတယ်အဲ့ဒါတဲ့တော့အများကြီးပို့ပြီးတော့များတာပေါ့တပတ်ကလည်းကျောင်းသူကျောင်းသားတွေအနေနဲ့ကျွန်တော်ဒီဘက်မှာဒီပြည်တော်နေရာမျိုးမှာအေးအေးချမ်းချမ်းကြောက်တက်တက်ပြီးနေအချို့သောလက်နက်ကင်ကြက်ပက်သမားရှိတဲ့နေမြာကလေးတွေကြောက်မတရတာရှိတယ်အခုတော့မလ28ရက်နေရာဖြစ်သွားတဲ့မန္တလေးငင်ကြီးကျောင်းပြတ်သွားတဲ့ကျောင်းပေါင်းက2514ကျောင်းရှိတယ်လို့သိရတယ်ဒါကတော့နိုင်ငံတော်ဘက်ကချက်ချင်းပြန်ပြင်းကြောက်တက်နေအောင်ဆောင်ရဲဒါစီမံဆောင်လို့ရတယ်ဆိုးတာက ကျွန်တော်အများအားပြောပြောနေသလိုတိုင်းပြည်ရဲ့အနာဂတ်ကိုဖြည့်ဆည်းနေတဲ့အတ္တနိုင်ငံရေးသမားတွေနော်ဒီအကျံဖက်သမားတွေကြောင့်ပျက်စီးခဲ့ရတဲ့ကြောင်းတွေစာသင်ခန်းကိုကြောက်ခိုင်းခဲ့ရတဲ့ခလေးတွေကမြောက်များစွာရှိတယ်ကျွန်တော်မှမိသလောက်ဒီစာသင်ကျောင်းတွေကိုဘုံကွဲတဲ့အချိန်တွေကအချိန်ပေါင်း960လောက်ရှိတယ်နောက်ကျွန်တော်တို့မိရှုဖြည့်ဆည်းခဲ့တာပေါ့ဗျာအဲ့ဒါကကျွန်တော်တို့183ချိန်လောက်ရှိတယ်အခြားဖြည့်ဆည်းမှုတွေအများကြီးရှိတယ်ကျောင်းတွေလည်းကျွန်တော်တို့အများကြီးဖြည့်ဆည်းတယ်အဲ့ဒီဒေတာကကလေးတွေကတော့ ကြောင်းလာနိုင်ခြင်းမှလာနိုင်ကြမှာပေါ့လေနေတာပေါ့ဒီအတွက်တော့ကျွန်တော်တို့စိတ်မကောင်းဖြစ်ရပါတယ်။ဘာပဲဖြစ်ဖြစ်ဒီနိုင်ငံတော်အနေနဲ့ဒီလိုခက်ခဲကြီးကြားရရနေပြီးတော့နော်စာတင်ကြောင်းကိုအရောက်ပို့ပေးနိုင်တဲ့အတွက်ကြောင့်ဒီအတွက်ကျွန်တော်တို့ဝန်တာတယ်နော်အိဗဒါမနော်မင်္ဂလာရှိတဲ့မြင်ကွင်းတရက်ကိုခန်းစားလိုက်ရတယ်လို့စိတ်ထဲမှာယူဆပါတယ်။ပညာရေးနဲ့ပတ်သက်ရင်ကျွန်တော်တို့ဖွဲ့စည်းရတတ်နိုင်တယ်မြဝိုင်းဝန်းကူညီတာဗျအလေးအသင့်လို့ပြောအောင်မယ်ခရစ်တဲဆာမွဲကိစ္စနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေနေ့တိုင်းတာနဲ့ ဂရိတောဆောင်မှုပဲပြန်ဖျားမဲ့လူက62,959ယောက်ထင်တယ်အဲ့လောက်ရှိတယ်ကျွန်တော်နေပြည်တော်တခုတည်းကိုပဲကြည့်မယ်ဆိုရင်နေပြည်တော်မှာရှစ်မြို့နယ်ရှိတာဟုတ်တခုတည်းမှာကတော့11,885ယောက်ရှိတယ်ဗျကျွန်တော်တို့ကတော့မူလတွေကဒီကလေးတွေကြောင်းပြန်တက်တဲ့ဘက်ကရက်တည်ခဲ့တဲ့အဖွဲ့အစည်းပဲဒီတိုင်းနဲ့ကျွန်တော်တို့အစတည်းကျွန်တော်တို့ဟိုပြောခဲ့ပါတယ်ကြောင်းပြန်တက်ဖို့လိုတယ်ဆိုတာကိုကျွန်တော်နားလေတယ်ဒါကြောင့်ကျွန်တော်ကဒါကိုအားပေးတယ်အဲ့တော့တစ်ဖက်ကလည်း ဟလာလူငယ်တွေနောက်ထပ်ထပ်ပြီးတော့နိုင်ငံတော်ကိုစတင်စိတ်နဲ့လမ်းမရောက်သွားမှဆိုးတယ်။တော်တဲ့တောင်တွေကိုရောက်သွားမှဆိုးဆိုးတယ်။ဒါကြောင့်ကျွန်တော်တို့ကကြောင်းပြတ်တည်ရေး Great Wall ဆောင်မှုပဲပြန်လည်ဖြည့်ရေးကိစ္စတွေကိုအစွမ်းကုန်ကျွန်တော်တို့ကြိုးစားခဲ့တယ်ဗျ။ဒါကကျွန်တော်ကြိုးလို့ပြောပြတာပါ။တကယ်ကျွန်တော်တို့ရုံးမှာထိုင်ပြီးတော့စဉ်းစားရတယ်ကျွန်တော်တောင်းကြည့်တယ်။ကဲတို့နေပြီးတော့တစ်ခုပဲပြပါ။ Great Wall ဆောင်မှုပဲပြန်ဖြည့်ရမယ်လူက1885ယောက်ရှိတယ်။တို့စီုံပေးတစ်ဖက်ကလည်းကုလို့ရတယ်တစ်ဖက်ကလည်း နိုင်ငံတော်ရဲ့အထောက်အကူဖြစ်တယ်တစ်ဖက်ကလည်းဒီကလေးတွေလမ်းမကိုရောက်မသွားဘူးနိုင်ငံတော်ကိုစတင်မသွားဘူးတော်ရဲရောက်မသွားဘူးတဲ့တကဲလမ်းစဉ်တွေကိုရောက်သွားလူမျိုးတွေမရှိဘူးဒီလိုဖြစ်အောင်ဆိုပြီးကျွန်တော်တို့စီအိုနဲ့ခါမှာတင်ပြတဲ့ကိန်းဂဏန်းတွေကဒီနေပြည်တော်နေပြည်မှာကျွန်တော်နေပြည်တော်နေပြည်ရဲ့ကျွန်တော်ပါတီရဲ့စီအိုမှုကြောင့်တောင်သားပေါင်း6150ရှိအောင်ကျွန်တော်မှတ်ပြီးအဲ့ဒါစတင်ငန်းတွေကိုကျွန်တော်ပြန်ပို့ပေးနိုင်ခဲ့တယ်ဒါကျွန်တော်တို့စီအိုခဲ့တာတခြားသောအဖွဲ့အစည်းပြည်ထောင်စုကြီးထံစီအောင်ခဲ့တာလည်းအများကြီးပေါ့ဗျာကျွန်တော်တို့တီးကြဝင်စီအောင်ခဲ့တာဒါလေးတွေရတယ် မန်လေးဘက်မှာကျွန်တော်မှတ်မိတာကတော့1360နှစ်ရှိအောင်သူတို့ဘက်ကတော့ဘက်ကတော့ပညာရေးဝန်ကြီးဌာနကဘာလို့ဘာလို့ဒီအခွဲအဖွဲ့ဘုံစုံနဲ့ဝန်စီယုံခေါ်ဆောင်တာပေါ့နောက်စကိုင်းဘက်မှာ3560အဲ့လိုကျွန်တော်စီယုံနိုင်တယ်နိုင်ငံတော်ကပဲလောက်သွားတာပါပဲဒါကကျွန်တော်တို့ကအားလဲဆိုတဲ့အခြေအနေမှာဝင်ပြီးတော့ကလေးတွေကိုလမ်းမမရအောင်စာမွက်ပြန်ပြဖို့လိုတယ်ဒါမင်းတို့ဘဝအတွက်ဒါအနာကအတွက်အဆုံးဖြတ်ပေးရမယ့်အခါဖြစ်တယ်မဖြစ်လို့မဖြစ်ဘူးစသည်ဖြင့်ဒီလိုမျိုးဆွဲဆောင်ခဲ့တာ တတင်္ဂါလုံးအတိုင်းတာနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်10026ရောက်ကျွန်တော်ကိင်္ဂနာရအဲဒီလိုကျွန်တော်ဆွေးနွေးပါတယ်အဲပညာရေးနဲ့ပတ်သက်လို့ကျွန်တော်သတိရတာကိုပြောတာပါဘလိုပဲဖြစ်ဖြစ်ဗျာအလားကနေ့ကလေးတွေခရီးတွဲဆောင်ပွဲတွေအောင်မြင်စာရီသင်နေတယ်ကျွန်တော်နောက်ဆောင်ပွဲဖြေကြမယ်အခုကျောင်းဖွင့်ရသည်မှာ2025 26ပညာသင်တဲ့မှာကလေးတွေကျွန်တော်ကျောင်းတက်နိုင်တယ်ဆိုတော့ဒီနိုင်ငံရဲ့အနာဂတ်ကိုဖျက်လို့ဖျက်စီးဖြစ်တဲ့လူတွေဒါကိုဖျက်စီးကြအောင်ပါပဲဒါကိုနှောက်ယှက်ကြအောင်ပါပဲ ဒါကိုဟန်တားကြအောင်ပါပဲကျွန်တော်တို့ကဒါဒီအားလုံးကိုဝိုင်းဝန်းတိုက်ဖြတ်ပြရမယ်ကျွန်တော်တို့အနေနဲ့ပြောလို့ရှိရင်တော့နိုင်ငံတော်ရဲ့အနာဂတ်ကိုဖြတ်လို့ဖြစ်စီလုပ်ခြင်းနဲ့လက်နက်ကင်ပုံကံဌာနသူတွေလူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေဘယ်သူမှမစိုးကျွန်တော်တို့ရှုတ်ချတယ်ကျွန်တော်တို့လုံးဝလက်မခံဘူးဒီအတွက်လည်းကျွန်တော်တို့ခွပြီးတော့ရက်နေမှာပို့ဘူးတေးနိုးလာပြီးတော့မေးဒီဖြေပဲကျွန်တော်တို့ပေးမှာဖြစ်တယ်ကျေးဇူးတင်ပါတယ်ဗျာ